တရားနာလိုက်သည့်အတွက်ကြောင့်ကိုယ်စိတ်ဟာယဉ်ကျေးလာသလားလောဘတွေနည်းလာသလားဒေါသတွေနည်းလာသလားအရင်တုန်းကတနေ့ကိုစိတ်ဆယ်ကာလောက်ဆိုရင်အခုတရားနာပြီးတဲ့နောက်မှာတခါတောင်မှပဲအနိုင်နိုင်ဆိုးတော့တယ်ဆိုဒါတိုးတက်မှုလို့ခေါ်တာပေါ့လောဘဖြစ်တဲ့အချိန်လဲနည်းလာပြီဒေါသဖြစ်တဲ့အချိန်လဲနည်းလာပြီဆိုရင်ဒါတိုးတက်မှုအဆင့်လို့ပြောရသော်ဘုရားကလည်းအဲ့ဒီစံကိုပေးထားခဲ့တာ တရားမှန်သလားမှားသလားဆိုတာအဲ့ဒီစံနဲ့ပဲတိုင်းပါတဲ့ criteria လို့ဆိုရင်ဒီစံနဲ့ပဲဒီဖတ်ကြောက်ပုံမှာတင်ကြည့်ပါသူများကိုသွားမေးเสียမလို့ဘူးကိုယ့်ရဲ့တိုးတက်မှုဆွေးရုံမှုကြီးကိုယ့်ပုံမှာသာရှိပါဒါကြောင့်မို့မြတ်စွာဘုရားကတုတ်တန်တစ်ခုမှဆိုဟောထားတယ်သူများစိတ်ကိုမသိခြင်းနေပါစေတဲ့ကိုယ်စိတ်လေးတော့ကိုယ်သိအောင်စူးစမ်းပါလို့ပြော သူများစိတ်သိဖို့ဆိုတာလွယ်တာမဟုတ်ဘူးလေ။ဒါတော့ဖြင့်လူတွေကသူများအကြောင်းသိဖို့စူးစမ်းကြတာများ။ကိုယ်အကြောင်းတော့ကိုယ်သိတယ်ထင်တာ哦။အဲ့တော့ကိုယ်အကြောင်းကိုကိုယ်သိအောင်စူးစမ်းပါအထူးသဖြင့်ကိုယ်စိတ်လေးကိုယ်သိအောင်စူးစမ်းပါလို့ကျွန်တော်ပြော။